တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမနေ့ကနိုဝင်ဘာ14ရက်နေ့မနက်ပိုင်းမှာသိမ်းပိုင်နိုင်ခဲ့ကြပါတယ်။မောတောင်မြို့ကို3ရက်အတွင်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာပြည်သူ့စစ်ပောင်းဝင်စစ်ကောင်မရှင်တပ်သား52ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတဲ့စစ်သားတွေလည်းအများပြားရှိနေတယ်လို့သိရှိရပါတယ်။တိုက်ခိုက်ခဲ့တာက3ရက်ပဲကြာတာပြင်ဆင်မှုကတော့ကျွန်တော်တို့အချိန်များစွာယူပြီးတော့ ေချာပြင်ဆင်ခဲ့တာဖြစ်တဲ့အတူတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့တပ်ဖွဲ့တွေအကုန်လုံးကလည်းတန်းညီလက်ညီနဲ့စနစ်ကောင်းကောင်းနဲ့ဖြူဟာကောင်းကောင်းနဲ့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်လို့ Force for Federal Democracy တပ်ဖွဲ့ဒုတာဝန်ခံအောင်က ARD Times ကိုပြောပါရယ်မော်တောင်မြို့ကိုစစ်ကောင်မရှင်ကလက်ရှိချိန်ထိလေးချောင်းတိုက်ခိုက်မှုတွေများစွာပြုလုပ်နေဆက်ဖြစ်ပြီးတွန်လိုင်းတပ်ဖွဲ့တွေကလည်းနေမြေရှင်းလင်းလုပ်ငန်းစဉ်တွေဆက်လက်လုပ်ကိုင်နေတယ်လို့ FFDC ကသိရပါရယ် မြို့သိမ်းတိုင်ပွဲပြီးနောက်ဆေးကော်မရှင်စီက120မမ2လက် .5 တလက်60မမ3လက် RPG 2လက်ငကြင်းမီတလက်လက်နက်ငယ်29လက်ကြီးတောက်မျိုးစုံဂျမ်းမာခဲရဲမျိုးစုံနဲ့စစ်ဘက်ဆိုင်ရာဆက်ဆက်ပစ္စည်းအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲဟန်ပြလုပ်ပြီးတော့ထွက်ပေါက်တစ်ခုရှာဖို့လုံနေကြတဲ့အချိန်ဖြစ်တဲ့အတင်းအဓမ္မစုဆောင်ထားတဲ့စစ်သားတွေနဲ့ကျွန်တော်တို့တွန်လိုင်းတက်တွေကိုထိုးစစ်တွေများစွာဆင်နေတဲ့အချိန်လည်းဖြစ်တယ်။ ဒီချိန်မှာကျွန်တော်တို့ဘက်ကတံပြန်တိုက်စစ်အနေနဲ့ဒီမောတောင်မျိုးကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာကကောင်းမွန်တဲ့အောင်မြင်မှုတရက်လို့ပြောနိုင်ပါတယ်လို့ဒူးတောင်ဝင်ကအောင်ကဆက်လက်ပြောပါရယ်အစိုးရမျိုးသိမ်းတိုင်ပွဲကို KNU KNL ဥစားမှုနဲ့တူ KNL တက်မှလေးကတန်ရင်203တန်ရင်71 KNDO တန်ရင်9တန်ရင်12ဗမာပြည်သူ့လူမျိုးရေးတက်မတော် BPLA Force for Federal Democracy တက်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် နေပြည်တော်ကောင်စီနယ်မြေတက်ကုံမြို့နယ်ကရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာတည်ရှိတဲ့စစ်ကောမရှင်ရဲ့ဂိတ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းနိုင်အမှတ်239ရှိလေးကတရာစစ်ကောမရှင်ဂိတ်စခန်းကိုပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ည9:45မိနစ်မှာနေပြည်တော်တက်ကုံ PDF အမှတ်103ကရဲဘော်တွေကပျောက်ကြားနှီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။တိုက်ပွဲကြချင်းမိနစ်30အတွင်းစစ်ကောမရှင်တပ်ဖက်က တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီးဗိုလ်ကြီးဆင်ရှိသူတဦးတန်ရပြင်းထန်ကဆေးရုံကိုပို့ဆောင်ကုသထားရတယ်လို့တရင်မှတ်103ကထုတ်ပြန်ထားပါတယ်။လေးကန်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်အမြန်လန်းနောက်ဖက်ချမ်းရှိကျေးရွာတွေကိုစစ်ကောင်မရှင်ဘက်ကစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။ PDF တရင်အမှတ်103ကလည်းစစ်ကောင်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်နေမှုတွေကြောင့်ကျေးရွာနေပြည်သူတွေအနေနဲ့စီရေးသတိနဲ့နေထိုင်သွားလာကြဖို့ထုတ်ပြန်သတိပေးထားပါတယ်။ တရားရီတိုင်းလေးမျက်နှာမျိုးနဲ့ပိအင်းကျေးရွာအုပ်စုမှာကြံခိုင်ပါတီကနေရွေးကောက်ပွဲဝင်မဲ့လက်ရှိပြည်ထောင်စုဒူးဝင်ကြီးဆိုသူမဲဆွေဟောပြောပွဲကိုတိန်တယောက်တက်ရောက်ရတယ်လို့သတင်းရရှိပါရယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရွေးခံမဲ့တမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဒူးဝင်ကြီးဦးမြင့်စိုးဆိုသူရဲ့မဲဆွေစီယုံရေးဟောပြောပွဲကိုနိုဝင်ဘာ10ရက်နေ့ကပြုလုပ်ခဲ့ပြီးကျေးရွာအုပ်ချုပ်ရေးကပြည်သူတွေကိုဖိအားပေးတက်ခိုင်းနေတာဖြစ်ပါရယ် ယာယီမှုတွေကတရင်တယောက်အနည်းဆုံးတက်ရမယ်မတက်တဲ့အိမ်ပြည်သူစစ်ဖွဲ့ရင်ပါရမယ်ဆိုတော့သွားနာထောင်ရတာပဲလို့ဒေသခံတူက ARR Times ကို ပြောပါရယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း၁ကိုလာမဲ့ဒီဇင်ဘာမှာပြုလုပ်မှာဖြစ်ပြီး ARR Times ကရှင်းမြုံနယ်ပါဝင်ပါရယ်လက်ရှိဝင်ကြီးတွေစစ်ဘိုလ်ချုပ်တွေပါဝင်တဲ့စံခိုင်ရေးပါတီကအုပ်ချုပ်ရေးဖွဲ့တွေနဲ့ပူးပေါင်းပြီးပြားပေးမဲဆွယ်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကသိရှိရပါရယ် အရီတိုင်းမိုးပင်မြို့နယ်မှာစစ်ကောင်မရှင်လောက်ခံအုပ်ချုပ်ရေးမှုနယ်ဖွဲ့ကစီးရင်ဝန်ပါသူတွေကိုဖမ်းဆီးပြီးပြည်သူစစ်မှုရန်အတွက်ရောင်းစားပြီးအလုပ်ဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြည်သူစစ်မှုရန်အတွက်ရောင်းစားနေကြသူတွေမှာရွှေရောင်မော်တိုက်နယ်ရွှေရောင်မော်ကျေးရွာစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းစရဲမျိုးမင်းနဲ့အပေါင်းပါတွေဖြစ်တဲ့မောင်စောကြည်စိုးတိန့်ထိုက်မျိုးဝင်းအေးငွေမင်းနိုင်တို့ဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ မရှိစင်းရဲသားမိသားစုတိုင်းဝိုင်းနေတဲ့သူတွေကိုဖမ်းပြီးစစ်မှုရန်အတွက်ရောင်းစားနေကြတာပါစစ်မှုရန်ရောင်းခံရတဲ့သူတွေကိုပတ်ဝန်းကျင်ကကြားကောင်းအောင်၄50သိန်းလောက်နဲ့နှစ်သိမ့်ပေးတာပေါ့ကျန်တဲ့ငွေကိုအုပ်ကြီးတို့အပိုင်သိမ်းပြီးအခုဆို တော်လေးချမ်းသာနေပြီလို့ရွှေတောင်မော်တိုက်နယ်ရှိဒေသခံတူက ARD Times ကိုပြောပါရယ်လက်ရှိမှာလည်းစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းရဲ့ဖွဲ့ဟာရွှေတောင်မော်ကျင်းပါရှိနေတဲ့အိမ်လျင် ပြည်သူစစ်မှုရန်ကြေးဖြင့်ငွေ1000ကျပ်ပေးဆောင်ရတယ်လို့ထေသခံတွေကပြောပါရယ်။ရွှေတော်မော်ကျေးရွာမှာရက်ွက်73ခုရှိပြီးအင်ဂျေ1800ကျော်ရှိကပြည်သူစစ်မှုရန်ကြေးလာဆင်ကောက်ခံရရှိငွေမှာ300ကျော်အထိရရှိတယ်လို့ထေသခံတွေကပြောပါရယ်။အယောင်ရီတိုင်းရှိမြို့နယ်အများစုမှာစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုတွေကပြည်သူစစ်မှုရန်လူစားထိုးဝယ်ယူဖို့လို့ဆိုပြီးငွေကြေးတွေအဆမတန်တောင်းယူနေပေမဲ့ အမှန်တကယ်ပြည်သူစစ်မှုရန်ဖြစ်ပို့ဆောင်ခံရသူတွေမှာငွေစည်းတွေမရရှိကြောင်းပြည်သူစစ်မှုရန်တူရဲ့မိသားစုဝင်ကပြောပါရယ်။အယာရီတိုင်းမှာ26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခအုပ်ချုပ်ရေးမှုအများစုမှာကျေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက်ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြပြီးလက်ရှိချိန်ထိငွေတောင်းယူနေတယ်လို့ ARD Time ကစုံစမ်းသိရှိရပါရယ်။ ထိုင်ဝမ်ကိုဒေါ်လာတန်း330တန်ကြီးရှိတဲ့စစ်လက်နက်တွေရောင်းချမယ်လို့အမေရိကန်နိုင်ငံကကြေညာလိုက်ပါတယ်။ဇန်နဝါရီလအတွင်းဒေါ်နယ်ထရန့်သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်းပထမဆုံးကြိမ်ထိုင်ဝမ်ကိုစစ်လက်နက်ရောင်းချမှုဖြစ်လာမှာပါ။ထိုင်ဝမ်ကိုရောင်းချမဲ့စစ်လက်နက်တွေထဲမှာ F-16 ဂျက်တိုက်လေယာဉ်တွေ C-130 စစ်ဘက်သဲယူပို့ဆောင်ရေးလေယာဉ်တွေရဲ့အစိတ်ပိုင်းတွေမီးပညာနဲ့ထောက်ပံ့ပို့ဆောင်ရေးကူညီတွေပါဝင်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါရယ်။ စစ်လက်နက်ရောင်းချမှုကြောင့်ထိုင်ဝမ်ဟာလက်ရှိနဲ့အနာဂတ်ချင်းချမှုတွေရင်ဆိုင်နိုင်စွမ်းရည်တိုးတက်လာမယ်လို့ပင်တကွန်ကပြောပါရယ်။ထိုင်ဝမ်ကအမေရိကန်နိုင်ငံရဲ့ကြေညာချက်ကိုကြိုဆိုခဲ့ပြီးအခုလုံဆောင်ချက်ဟာထိုင်ဝမ်ရဲ့လုံခြုံရေးအတွက်အမေရိကန်ရဲ့ဂရီကဝတ်ကိုခိုင်မာစွာစောင့်ထိန်မှုဖြစ်တယ်လို့ကြေညာချက်တစ်ခုတွင်ပြောပါရယ်။တရုတ်နိုင်ငံကတော့အမေရိကန်ရဲ့ကြေညာချက်ကိုပြတ်သားစွာတုံ့ပြန်ခဲ့ပြီးထိုင်ဝမ်မေကွန်ဟာတရုတ်အမေရိကန်ဆက်ဆံရေးမှာစီးမကျော်ရမယ့် ပထမဆုံးအ ನಿಯ ောင်မြင့်ဖြစ်တယ်လို့နိုင်ငံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်းချင်းကပြောပါရယ်အမေရိကန်ကထိုင်ဝမ်ကိုစစ်လက်နက်ရောင်းချဖို့ကြေညာတာဟာတရုတ်ရဲ့အချုပ်ချာအာဏာနဲ့လုံခြုံရေးချိုးဖောက်မှုဖြစ်ပြီးထိုင်ဝမ်ခွဲထွက်ရေးတပ်ဖွဲ့အတွက်မှားယွင်းတဲ့အချက်ပြမှုဖြစ်ပါရယ်အမေရိကန်ရဲ့ကြေညာချက်ကိုတရုတ်ကပြင်းထန်ဆန့်ကျင်ပါတယ်လို့၎င်းကဆိုပါရယ် ဂျပန်နိုင်ငံကထိုင်ဝမ်ရေးမှဝင်ဆွဲဖက်ဖို့တပ်ဖွဲ့အင်အားသုံးဖို့စ조사ရင်စီစီညံ့ညံ့ကြည်အောင်ခြေမုံးခံရမယ်လို့တရုတ်ကာကွယ်ဝန်ကြီးဌာနကတောက်ကြနေမှာပြောပါရယ်ဂျပန်ဝန်ကြီးချုပ်ဆာနီတာကင်ချီရဲ့ထိုင်ဝမ်ရေးမှတ်ချက်စကားကြောင့်တရုတ်နဲ့တင်းမာမှုတွေဖြစ်စေခဲ့ပါရယ်တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ကစီးရဲရလက်တုံပြန်မယ်လို့ဆာနီကပြီးခဲ့တဲ့ပတ်လွှတ်တော်မှာပြောဆိုခဲ့တာပါအိုဆာကာမြို့ရှိဂျပန်ထိပ်တန်းတန်တမန်တူက တာကာချီရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်လို့မှတ်ချက်စကားပါတဲ့သတင်းကိုလူမှုကွန်ရက်အိတ်စ်မှာမျှဝေကဂျပန်ဝန်ကြီးချုပ်ကိုကောင်းဖြတ်တဲ့နယ်လို့မှတ်ချက်ရေးခဲ့ရာပေကျင်းမြို့ရှိဂျပန်တန်ယုံကတရုတ်ဒုတိယနိုင်ငံရေးဝန်ကြီးဆွန်ဝေထောင်စီကန့်ကွက်ခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကန်ချီရဲ့စကားလုံးတွေဟာလွန်မင်းတာဝန်မဲ့ပြီးအနေအများတယ်လို့တရုတ်ကာကွယ်ဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူဂျင်ဘင်းကပြောပါရယ်။ဂျပန်နိုင်ငံကအတိတ်ကနေသင်ခန်းစာမယူဘဲ ထိုင်ဝမ်ရေးမှဝင်ဆွဲဖက်ဖို့အင်အားသုံးရင်းရင်တရုတ်စစ်တပ်ရဲ့စီစီညံ့ညံ့ကြေအောင်ခြေမုံနာခံရမှာဖြစ်ပြီးတံမိုးကြီးကြီးပေးရပါလိမ့်မယ်လို့၎င်းကထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါရယ်တရုတ်စန်းကျင်မြစ်တက်လာမှုကိုစိုးရိမ်လာကြောင်းအပြင်ထွက်တာရှောင်ကျဉ်ကြဖို့တိုချိုမြို့ရှိတရုတ်တန်ယုံကဝန်ထမ်းတွေကိုညွှန်ကြားထားပါရယ်တွေ့ဆုံဆွေးနွေးမှုတွေကတဆင့်ငြိမ်းချမ်းတဲ့အဖြေရှာဖို့ဂျပန်ကမျှော်လင့်ကြောင်းဂျပန်ဆိုရပြောရေးဆိုခွင့်ရှိသူမီနိုရူကီဟိုင်ရာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာဂျပန်ရဲ့ထိုင်ဝမ်ရေးရည်တီချက်ကိုသတင်းထောက်တွေကိုပြောပါရယ်တရုတ်နိုင်ငံဟာမကြာသေးမီကထိုင်ဝမ်လူလည်ရေးခွဲထွက်ရေးသမားတွေပေါ်တိုက်ခိုက်မှုတွေအရှိန်မြင့်လာခဲ့ပါရယ်ဒီသတင်းပတ်အတွင်းဂျာမနီကိုတွားရောက်ခဲ့တဲ့အာနာယ DPP ကလွှတ်တော်မဲ့ပူမာချန်ကိုတရုတ်ထိုင်ဝမ်ရေးရာယုံကဝေဖန်ခဲ့ပါရယ်ပြည်ပရောက်ရင်ဖမ်းဆီးခံရမယ်လို့တရုတ်ကချင်းချောက်နေပေမဲ့သူကမကြောက်ဘူးလို့ပူမာချန်ကပြောပါရယ် ခွဲထွက်ရေးဝါဒလှုပ်ဆောင်တဲ့ထိုင်ဝမ်က လူမှုကွန်ရက်ထင်ပေါ်ကြော်ကြားသူနှုတ်အတွက်ဒေါ်လာ3500ချီးမြှင့်မယ်လို့တရုတ်ရဲတပ်ဖွဲ့ကဖမ်းရမ်းထုတ်ကစုကြေးကြေညာခဲ့ပါတယ်